လောလောလတ်ဖြစ်ပွားတဲ့တိုက်ပွဲများကအာဖရိကတိုက်ရဲ့အကြမ်းဆုံးစစ်ပွဲများထဲကစစ်ပွဲတစ်ခုအဆုံးသတ်စေမဲ့သဘောတူစာချုပ်နဲ့ဆက်လင်းပြီးမေကွန်ထုတ်ဆက်များပေါ်လာနေသည့်အချိန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဝန်ဒါနေဒီအာကွန်ဂိုရိုရဲ့ခေါင်းဆောင်များဟာဒီဇင်ဘာလ၄ရက်နေ့မှာရင်းရင်းသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါသည်ရဝန်ဒါရဲ့ကာလာရှေသမ္မတပေါ်ကာကာမီကွန်ဂိုသမ္မတ ဖဲလစ်ရှိုင်းစီကီတီတိုကိုဝါရှင်တန်မှာလက်ခံတွေ့ဆုံခဲ့တဲ့တမ်မလော့ဒနယ်ထရန့်ကအမေရိကန်ပြည်ထောင်စုဟာအရေးပါတဲ့သတ္တုများနဲ့သက်ဆိုင်တဲ့သဘောတူစော်ချုပ်များကိုအဲ့ဒီနှစ်နိုင်ငံနဲ့အတူချုပ်ဆိုခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ ဒါဟာကြီးကျယ်တဲ့ empire တစ်ခုဖြစ်လာမယ်လို့ထင်ပါတယ်လို့လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက် Trump ကပြောကြားခဲ့ပါတယ်။အဲဒီငင်းငယ်ရေးသဘောတူစာချုပ်ကို Trump မြေပြောင်းလဲလိုက်တဲ့ငင်းငယ်ရေး Institute မှာလက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ကိုဂုဏ်ပြုအနေနဲ့ American ပြည်ထောင်စုရဲ့ငင်းငယ်ရေး Institute ကိုအမြင်ပြောင်းလိုက်တယ်လို့ဒီဇင်ဘာလ3ရက်မှာအင်ဖြူတော်ကပြောကြားခဲ့ပါတယ်။အင်ဖြူတော်မှာဒီယာကွန်ကိုနဲ့ရဝန်ဒါတို့ငင်းငယ်ရေးစာချုပ်ကိုလက်မှတ်မထိုးမီတရက်လုံးမှာအင်ဖြူတော်ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနက social media မှာ posting ခဲ့ပါ ါတယ်။အဲဒီ post မှာ American ငြိမ်းချမ်းရေး Institute အစအုံရဲ့ပုံကိုဖော်ပြထားပြီးစာထွင်းထားတဲ့ငြိမ်းချမ်းရေး Institute အမည်ရဲ့အပေါ်မှာ Trump ရဲ့နာမည်ပြည့်စုံကိုဖော်ပြထားပါတယ်။အဲဒီငြိမ်းချမ်းရေး Institute ကိုဖျက်သိမ်းရန်စူးစမ်းတဲ့သမရမိတ်ပြန်တန်းကိုအမိန်ကို Facebook လာတဲ့မှာ Trump ကထုတ်ပြန်ခဲ့ပါတယ်။ Trump ကအရှိပြေသဘောတူစာချုပ်ကိုအဲဒီနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးများလက်မှတ်ရေးထိုးရဲ့အတွက်ဇွန်လမှာအဲဒီဝန်ကြီးများနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီယာကွန်ကိုဟာစစ်ပွဲပြီးသွားအောင်မိမိတို့လှုပ်ဆောင်ပေးခဲ့တဲ့နိုင်ငံများတဲကတိုင်းနိုင်ငံဖြစ်တယ်လို့ Trump ကပြောကြ ားခဲ့ပါတယ်။ဒါပေမဲ့လည်းတက်ခတ်မှုများဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။အဲဒီတက်ခတ်မှုများအတွက်အပြန်အလှန်ပြစ်တင်ခဲ့ကြပါတယ်။သမရဆင်သဘောတူညီချက်က ဇွန်နှုန်းကသဘောတူညီချက်နဲ့ဘလောက်ကွဲပြားမလဲဆိုတာကိုချက်ချင်းရှင်းရှင်းလင်းလင်းမသိရဘူးလို့ဆိုပါတယ်။ရရင်သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးတဲ့အခမ်းအနားမှာထရန့်ကအာဖရိကကောင်းဆောင်နှစ်ဦးနဲ့ပတ်သက်၍ပြောကြရမှာသူတို့ကအပြန်လည်တက်ကြဖို့အချိန်များကြီးပေးခဲ့ကြပါတယ်။အခုသူတို့ကတဦးနဲ့တဦးပွေဖက်ကြဖို့လက်ဆွေးနှုတ်ဆက်ကြဖို့အခြားနိုင်ငံတိုင်းကလုပ်နေတဲ့ပုံစံအတိုင်းစီးပွားရေးအဖြစ်အမေရိကန်ပြည်ထောင်စုရဲ့အားသာချက်ကိုအသုံးချကြဖို့အချိန်များကြီးပေးကြရမှာဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ ရဝန်တာကကျွန်တော်နောက်ခံပေးထားတယ်လို့ကုလသမဂ္ဂကပြောကြားတဲ့ M32 လက်နက်ကင်အုပ်စုကတရားကုံကိုတောက်ခွေများနေလုံငယ်သတင်းပတ်များမှာတိုက်ခိုက်ခဲ့ရမှာအသာစီးရနေရဲ့တရားကုံကိုရှေ့ပိုင်းမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေရကြောင်းအာဖရိကကောင်ဆောင်နှစ်ဦးကစကားကိုပိုပြီးသတိထားပြောဆိုခဲ့ကြပါတယ်။ရှေ့ကလမ်းပေါ်မှာလောက်ဒန်တရားရှိလာပါလိမ့်မယ်။အဲ့ဒီအတွက်တနင်္လာဝင်စရာမလိုပါဘူးလို့ကာကာမီကပြောကြားခဲ့ပါတယ်။တရားကုံကိုသမရကမှလမ်းကြောင်းတည့်ရဲ့နေတန်းခက်ခဲလမ်းရဲ့နေတန်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။